မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်ပထမအဆုံးတပုတ်အနေနဲ့စစ်ကောင်စီကအေးတကြံကောင်းစင်နဲ့ကျင်းပနေတဲ့နေပြည်တော်တကြံဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် အင်အားပြင်းငလင်လောက်ခတ်ပြီးရနောက်စစ်ကောင်စီရုံဆိုင်ရာနေပြီးတော့မှစစ်ကောင်စီကတကြံပွဲတော်ကိုအေးတကြံကောင်းစင်နဲ့နေပြီးတော့မြို့တော်ခမ်းမရှိမှာမတ်တပ်ထိုးပြီးကျင်းပလိုက်ရဲ့ရှိပါတယ်။အဆိုပါတကြံပွဲကိုအခုနှစ်များအတိုင်းလုံခြုံရေးများချပြီးပြုလုပ်နေခြင်းဖြစ်ကစစ်ကောင်စီတပ်သားများထံရင်းအင်အားပုံမှုအသုံးပြုထားကြောင်းဒေသခံတွေကဧပြီလ14ရက်နေ့တကြံအကြာနေမှာပြောပါတယ်။တကြံအကြာနေမှာနေပြီးတော့အတွင်းရက်ွက်များမှကလေးတငယ်များရှေးဘက်ကစားမှုတွေသာရှိပြီးတကြံလည်းပတ်သူနေပါကြောင်းလည်းသိရပါတယ်။အခုနှစ်တကြံပွဲကိုတူးကြစီက တိုက်မြိုက်စွာကျင်းပဖို့စီစဉ်ခဲ့တော်လည်းငလင်တန်ခန်းစားခဲ့ရတဲ့ဒေသခံတွေရဲ့နေနာဆုံးရှုံးမှုတွေကိုထောက်ထားသောအပြင်အပြော်အပါနဲ့တီဆိုကကုန်ခြင်းမပါဘဲမြမရိုရအစင်လာနဲ့ညီရင်ကြီးတိမ်မွေတဲ့တကြံအေးချမ်းတရားတဲ့တကြံအဖြစ်ကျင်းပမယ်လို့စစ်ကောင်စီကပြောထားပါတယ်စစ်အာဏာမသိမ်းခင်ကနေပြည်တော်မှာတကြံပွဲတော်ကိုစီကားတိုက်မြိုက်စွာဆင်နွှဲခဲ့ကြတော်လည်းအာဏာသိမ်းကာလအတွင်းနေပြည်တော်တကြံကစစ်ကောင်စီရဲ့လမ်းလျှောက်တကြံကျင်းပတဲ့နေရာကလွဲပြီးကျန်တဲ့နေရာတွေမှာကလေးတငယ်တွေရဲ့ရေကစားမှုသာရှိပြီးတိတ်ဆိတ်ခြောက်ခတ်ခဲ့ပါတယ် လက်ရှိငလင်ထံတင်ပြီးနောက်ကျင်းပတဲ့စစ်ကောင်စီရဲ့လမ်းလျှောက်တကြမ်းမှာရခိုင်နှစ်ကကဲ့သို့ဝင်ကြီးဌာနမှန်တပ်များထည့်သွင်းနိုင်ခြင်းမရှိတော့ဘဲလာရောက်သူများလည်းများပြားစွာရောကြသွားခဲ့ပါတယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်းကြောင့်နေပြီးတော့မှတိကိုက်ပြည်စည်းမှုတွေများပြားခဲ့ပြီးဝင်ကြီးဌာနများပြည်စည်းခြင်းဝန်ထမ်းအင်အားများနဲ့ဒေသခံများရဲ့နေအိမ်များပြိုကျခြင်းများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီရဲ့အမှတ်25ရဲတပ်ရင်းတိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမကွေးမြို့နယ်စစ်နမိုင်ခံအကွာရှိစစ်ကောင်စီရဲ့ မှတ်25လုံခြုံရေးရဲတပ်ရင်တိုက်ခိုက်ခံရကြောင်းဒေသခံစစ်ရေးတရင်အရင်မြစ်တွေကပြောပါရီ။ April 23ရက်နေ့ညနေ6:00ခန်းကတိုက်ခိုက်ခံရပြီးတိုက်ပွဲမှာ2နာရီထပ်မင်းကြာမြင့်ခဲ့တယ်လို့ဆိုပါရီ။ကန်တာကြီးရွာနာမှာမနေ့ကဖြစ်တာတော့ short တုံးလေးနဲ့အပြစ်ခံရတာလို့မကွေးမြို့ကန်တောင်ကပြောပါရီ။အမှတ်25ရဲတပ်ရင်ကမကွေးရှင်နဲ့ကြောင်းသွားတဲ့လမ်းပိုင်းမှာတည်ရှိတဲ့မျက်နှချင်းဆိုင်မှာမကွေးမြို့ပဟုအကျဉ်းထောင်ခေါ်တောင်းနေအကျဉ်းထောင်ရှိတဲ့စစ်ကောင်စီဘက်ကတော့တောင်းနေအကျဉ်းထောင်ကိုလာဖောက်တယ်ဆိုပြီးသတင်းဖြန့်နှားရှိရင်တိရတလောက်ကရဲ တရင်နဲ့ကိုရှော့တိုက်တုံးနေနဲ့ကြားတယ်ထိခိုက်တာတွေတော့စုံစမ်းနေတော့မယ်လို့မကွေးစစ်ဘက်တရင်အရှင်မြတ်ကပြောပါတယ်အစိုးရအကျဉ်းထောင်မှာဒီချုပ်အစိုးရရဲ့မကွေးတိုင်းဝန်ကြီးချုပ်နဲ့နိုင်ငံအကျဉ်းသားများအပါအဝင်၂000နီးပါးကိုစစ်ကောင်စီကဖမ်းဆီးချုပ်နှောင်ထားကြောင်း၎င်းကဆိုပါတယ် မနေ့ကရဲတပ်ရင်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမကွေတိုင်းတော်လိုင်းအင်အားစုတွေထံကိုတင်းနှဌာနကဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစအများစုရှိရာမကွေတိုင်းမှာတော်လိုင်းအင်အားစုတွေကအာရခတက်တော်အေးနဲ့ပူပါပြီးစစ်ကောင်စီရဲ့ထိုးစစ်ကို ခုခံခြင်းနဲ့စခန်းတချို့ကိုသိမ်းပိုက်လျက်ရှိပါတယ်။နေပြည်တော်နဲ့ဆက်ဆက်ဒေတာတိုက်ပွဲများတွင်ခလာရ20ကိုဒုတိယတိုင်ရင်မှုအပါအဝင်80နီးပါးတည်ဆောင်းတဲ့အကြောင်းဆက်လက်တင်ဆက်ပေးပါမယ်။နေပြည်တော် ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာဖေဖော်ဝါရီ9ရက်နေ့မှာဧပြီလ2ရက်နေ့ထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ဖွဲ့မှဒုတိယတရင်မှုအပါအဝင်80နီးပါးတိစောင်းခဲ့ကြောင်းနေပြည်တော် PDF ကဧပြီလ14ရက်သတင်းထုတ်ပြန်ပါတယ်။နေပြည်တော်ပြင်မနာမြို့နယ်တောင်မြင့်ရွာမှာကျင်းရွာကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာရှမ်းလေပြင်စခန်းတန်တောင်မြောက်ပိုင်းမြောင်နှမ်းချူကျေးရွာအနီးနဲ့ပဲခူးတိုင်းရှင်နီမြို့နယ်မိဤကလေးရွာကျိုးချောင်းကျင်းရွာရှိတာရှိမြို့နယ်ဗောရီကုန်းကျင်းရွာတို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းများကိုပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အ ဆိုပါဒေတာတွေကအနေပြီးတော့နေဆက်ဆက်တည်တဲ့ဒေတာတွေဖြစ်တဲ့စစ်ကောင်စီကစစ်တနန်းတွေကိုစင်းတွေကိုအတုံးပြုပြီးစင်းရေးလှုပ်ရှားနေရလို့ဘကူတိုင်းမှာကာကွယ်ရဲဘော်တုံးကပြောပါတယ် တိုက်ပွဲများတွင်စစ်ကောင်စီဘက်မှအခြေလျင်တရင်ခလာရ29ဒုတိယတရင်မှုတင်းတန်းအပါဝင်89ဦးသေဆုံးပြီး135ဦးထပ်မင်းထံရရကလက်နက်ခဲရများတင်းဆဲနိုင်ခဲ့ကြောင်းနေပြည်တော် PDF ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်ကောင်စီတပ်သား3ကလက်နက်နှင့်လက်ခဲတချို့နဲ့တူလာရောက်ပူးပေါင်းခဲ့ကြောင်းဖော်ပြထားပါတယ်။အဆိုပါတိုက်ပွဲများနဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်ကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများနဲ့ပတ်သက်ပြီးသတင်းဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တပ်ပွဲများတွင်တော်လိုင်းပူပေါင်းတပ်တွေဘက်မှလည်းရဲဘော်ငါးဦးထဏ်ရာရခဲ့တယ်လို့နေပြည်တော် PDF ကထုတ်ပြန်ထားပါတယ်။လက်ရှိကာလမှာစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုရစရေးထုတ်ပြန်ကြေညာထားသည့်အတိုင်းစစ်ကြောင်းထိုးရှင်စစ်အင်အားဖြည့်တင်းခြင်းတိုက်ခိုက်ခြင်းလက်နက်ကြီးတိုက်ခိုက်ခြင်းလေကြောင်းမှဖုံးကျဲတိုက်ခိုက်ခြင်းများနေ့စဉ်ပြုလုပ်နေကြောင်းနေပြည်တော် PDF ကတရင်ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက AP လ2ရက်မှာ AP လ22ရက်ထိအပြင်းရက်ကြောင်းကြေညာထားခြင်းဖြစ်ပါတယ်။ AP လ17ရက်နေ့ကလည်းပဲခူးတိုင်းရှိတာရှင်မျိုးနဲ့ပရောက်ကုန်းအုပ်စုရင်ငန်းကျင်းရွာကိုစစ်ကောင်စီက Jet Fighter နဲ့လေကြောင်းတိုက်ခိုက်ခဲ့ရာအရသာတအုပ်တည်ဆောင်ပြီးတအုပ်ထံရရရှိခဲ့ကြောင်းတော်လိုင်းတရင်အရင်မြစ်တွေစီကတင်ရပါတယ်။ပြည်သူများအနေနဲ့လည်းစစ်ကောင်စီရဲ့လေကြောင်းအနေနဲ့ကိုသတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနအလဲပိုင်းနိုင်စစ်ဌာနချုပ်နေပြီးတော့တိုင်းစစ်ဌာနကအတိအပြေးထုတ်ပြန်ထားပါတယ်။ ဆလပီစကောင်စီရဲ့ရွှေကောက်ပွဲမှာမပါဝင်ဖို့မထောက်ပံ့ဖို့ချင်းပြည်သူတွေကို ICNCC တတိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစကောင်စီကအတင်းအဓမ္မကျင်းပဖို့ကြိုးပမ်းနေတဲ့ရွှေကောက်ပွဲမှာချင်းပြည်သူလူထုတွေအနေနဲ့ပါဝင်ခြင်းထောက်ပံ့ပေးခြင်းတွေကိုမပြုလုပ်ကြဖို့ဂျာကာလာချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကတတိပေးထားပါတယ်။ AB လ73ရက်နေ့မှာ ICNCC အဖွဲ့တီထောင်တာလေးနှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်မှာချင်းပြည်သူတွေကိုကြိုတင်တတိပေးအပ်တယ်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်။စကောင်စီကအတင်းအဓမ္မကျင်းပဖို့ကြိုးစား ာစီစဉ်နေတဲ့ရွှေကောက်ပွဲမှာချင်းပြည်အတွင်းလုံးဝကျင်းပနိုင်မှာမဟုတ်လို့ချင်းပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ထောက်ပံ့ခြင်းနဲ့မလုံဆောင်ဖို့ ICNCC ကတတိပေးထားပါတယ်။ ကြာကလာချင်းမျိုးသားတိုင်ပင်ခံကောင်စီ ICNCC အဖွဲ့ကချင်းညီနောင်ဖွဲ့ CB နဲ့နိုင်ငံရေးစီရင်မှအတူပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အဖွဲ့ဖြစ်ပါတယ်။ချင်းညီနောင်ဖွဲ့ CB ကအာနာသိန်းစစ်ကောင်စီတပ်မှချင်းပြည်အတွင်းကျင်တွေးမတူပြီးမင်းတပ်ကံပလတ်ဖလန်းစားတဲ့မျိုးတွေကိုသိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း ICNCC ကဆိုပါတယ်။နောက်ထပ်လည်းချင်းပြည်အတွင်းမျိုးသိမ်းတိုက်ပွဲတွေကိုဆက်လက်အကောင့်ထည့်ဖော်သွားမှာဖြစ်တဲ့အတွက်ချင်းပြည်တခွင်လုံးစစ်အာဏာရှင်ကြာဆုံးပြီးချင်းပြည်တပြည်လုံးလွတ်မြောက်ဖို့လက်တကမ်းတာလိုတော့တဲ့အချိန်ကိုရောက်ရှိနေပြီဖြစ်ကြောင်း ICNCC ကပြောပါတယ်။ ICNCC ကရေးဆွဲထားတဲ့ချင်းချတာမူဒရန်မူချမ်းကိုလည်းမကြတော့ကာလအတွင်းညီလာခံခေါ်ယူပြီးအတည်ပြုဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရယ်။ဒါအပြင်ချင်းလူမျိုးအလုံးလူသမိုင်းတစ်ချောင်းမှာအတူရှင်အတွင်းနေထိုင်ခဲ့ကြသူတွေဖြစ်ပြီးဘုံရန်သူစစ်ကောင်စီကိုတိုက်ပွဲဝင်နေကြတဲ့အချိန်ဖြစ်ပြီးချင်းပြည် အတွင်းရှိလက်နက်ကင်ဖွဲ့များကြားအငင်းဖွဲ့တမိုင်းကြောင်နဲ့အမုံစကားများကိုရှောင်ကြဉ်ကြဖို့လေအထုတိုက်တွန်းကြောင်း ICNCC ကပြောပါတယ်